ားလုံးပဲမင်္ဂလာပါ။ Indian Knowledge Sharing မှာကျူစွပါတယ်ဒီအပတ် Top Weekly မှာ Internet ဖြစ်ပေါ်လာပုံအကြောင်းပြောကြတာပေါ့ခင်ဗျာကျွန်တော်တို့ Internet ဆိုတာကကျွန်တော်တို့အခုလူတိုင်းမှာသုံးနေကြတဲ့အရာဖြစ်ပါတယ်ကျွန်တော်လူတိုင်းရဲ့မှာလက်ထက်မှာဖုန်းရှိတာနဲ့အလျောက်ကျွန်တော်တို့ဖုန်းကနေတစ်ဆင့်နေ့တူဝ Internet သုံးဆွဲနေကြပါတယ် Internet ကဘယ်လောက်ထိအရေးပါလာပြီလဲဆိုရင် Internet လေးပြတ်တာနဲ့လုပ်ငန်းကိုင်ခွင်တွေပြတ်သွားပါတယ် Social မှုတွေအများကြီးဖြစ်သွားပါတယ်ဒီနေ့ခေတ်မှာအကုန်လုံးက Internet ပေါ်မိကိုနေရတဲ့အနေအထိကိုဖြစ်လာခဲ့ပါတယ်ဆိုတော့ဒီ Internet ကြီးကဘယ်လိုမျိုးစတင်လက်ပတ်ခဲ့တာလဲ ဘယ်လိုမျိုးစတင်တာလဲနောက်ပြီးကျတော့ဒီလိုမျိုးအင်တာနက်ဖြစ်လာဖို့ဘယ်ပညာရှင်တွေကမြန်တီထွင်ခဲ့တာလဲဆိုတော့ဒီဘက်မှာစနေကြမှာဖြစ်ပါတယ်အင်တာနက်ကိုဘယ်သူတီထွင်ခဲ့လဲဆိုတာကတော့တဦးတယောက်တည်းကိုနာမည်တက် credit ပေးဖို့ကလည်းအရန်ခက်ပါတယ်ဒါနဲ့မကသေးပါဘူးအင်တာနက်ဖြစ်ပေါ်လာပုံပြောမယ်ဆိုရင်လေဟိုးနှစ်ပေါင်းများစွာကိုပြန်သွားမှပဲရမှာပါဒါကြောင့်ဒီ podcast မှာအင်တာနက်ဖြစ်ပေါ်လာစေဖို့အရာအားလုံးကိုအစပြုတဲ့1958ခုနှစ်ကိုကျွန်တော်နဲ့အတူတူပြန်သွားကြည့်ရအောင်လားခင်ဗျာ အဲ့ဒီခွတ်တွေမှာကျွန်တော်တို့သိထားတဲ့အတိုင်းအားလီကွန်ပျူတာတွေကအိမ်လောက်ကြီးတာကနေအခန်းတစ်ခန်းလောက်ကြီးအဲ့ဒီကနေတစ်ဆင့်ဗီဒီယိုတစ်လုံးစာလောက်ပဲကြီးမယ်ကွန်ပျူတာကြီးကြီးတွေကိုသုံးနေရတဲ့အချိန်ဖြစ်ပါတယ်ကွန်ပျူတာတွေဟာကြီးမားကြသလိုဈေးကလည်းအရန်ကြီးပါတယ်နောက်ပြီးကွန်ပျူတာတွေကိုအေးတဲ့အခန်းထဲမှာထားခဲ့ရပါတယ်သူ့အတွက်တီးတဲ့အခန်းတစ်ခုလိုမျိုးကိုလှုပ်ထားရတဲ့သဘောပါဒါကြောင့်အစိုးရအဖွဲ့အစည်းတွေသုတေသီတွေနဲ့တက္ကသိုလ်တွေကပဲဒီလိုကွန်ပျူတာတွေကိုသုတေသီတနာလုပ်ငန်းတွေအတွက်အသုံးပြုနိုင်ခဲ့ပါတယ် ကွန်ပျူတာတွေကအချက်လက်တွေကိုတနည်းအားနဲ့တနည်းအားပို့ဖို့အတွက်အဲ့ဒီခေတ်ကလက်နဲ့စာရိုက်တာပုံနှိပ်တာတွေမဂနက်တစ်တိတ်တွေနဲ့ကူးယူပြီးစာရိုက်ကပို့တာလူလူကိုယ်တိုင်သွားပို့ရတာမျိုးလုပ်ခဲ့ရပါတယ်။ဒါပေမဲ့တည်တဲ့အတိုင်းပဲဒီနီးကအချိန်ကုန်ပြီးတော့လူပန်းပြီးတော့မထီရောက်ပါဘူး။ဒါကြောင့်သူတို့တွေကအင်တာနက်လိုမျိုးຢာတစ်ခုကိုစပြီးဒီထွန်းဖို့စလုပ်ကြပါတော့တယ်။ Time sharing ideas and upnet ဒါကြောင့် developer တွေနဲ့ researcher တွေကဒီအတွက် computer တွေအချင်းချင်းဘယ်လိုချိတ်ဆက်မလဲသတင်းချက်လက်တွေကိုမြန်အောင်ထိရောက်အောင်နဲ့ဘယ်လိုပို့မလဲဆိုတဲ့အခြေခံ idea တွေကိုစတင်ပြီးစဉ်းစားလာခဲ့ပါတယ်။ပညာရှင်တွေက computer တစ်လုံးကိုလူပေါင်းများစွာကတပြိုင်တည်းအသုံးပြုနိုင်တဲ့ time sharing ဆိုတဲ့စနစ်တစ်ခုကိုစတင်တည်ထွင်နိုင်လိုက်ပါတယ်။ဒီစနစ်က computer ရဲ့ processing power ကိုသုံးစွဲစုတွေကြားဖြန့်ဝေပေးတာဖြစ်လို့ computer တစ်လုံးကိုပုံမထိရောက်အောင်အသုံးပြုနိုင်သွားပါတယ်။ 1959ခုနှစ်ကိုအင်တာနက် ပေါ်ပေါက်လာစေတဲ့အစလို့သတ်မှတ်လို့မရပေမဲ့အင်တာနက်ဖြစ်လာစေဖို့အတွက်အခြေခံအချက်တွေကအဲ့ဒီနှစ်ကနေစတင်ခဲ့တာဖြစ်ပါတယ်။ networking တွေဖွံ့ဖြိုးဖို့ time sharing idea ကအခြေခံအုတ်မြစ်လို့ဆိုနိုင်ပါတယ်။အင်တာနက်လို့မပြောနိုင်သေးပေမဲ့ကွန်ပျူတာကိုအဝေးကနေချိတ်ဆက်ပြီးအချက်လက်တွေမျှဝေသုံးစွဲတဲ့အတွေးခေါ်ကအင်တာနက်ရဲ့အခြေခံသဘောတရားပါပဲ။1960ခုနှစ်နောက်ပိုင်းမှာတော့ AppNet လို့ project တွေကဒီ idea ကိုလက်တွေ့အသုံးချခဲ့ပြီးတော့ခေတ်သစ်အင်တာနက်ရဲ့အစဖြစ်ခဲ့ပါတယ်။ ကျွန်တော် upnet အကြောင်းကိုလည်းအကျယ်တဝင့်ပြပြပေးသွားမှာပါအခုတော့ upnet လိုပဲတည်ထားပေးပါဦး1958ခုနှစ်မှာပဲအရေးပါတဲ့ဖြစ်ရပ်တစ်ခုကဆိုဗီယက်ယူနီယံက71လို့အမည်ရတဲ့ဂျိုဒုကိုအာကာသတဲလွတ်တင်ခဲ့တာပါပဲဒီဖြစ်ရပ်ကအမေရိကန်ပြည်ထောင်စုကိုနည်းပညာနဲ့သိပ္ပံဖွံ့ဖြိုးတိုးတက်ဖို့တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်1958ခုနှစ်မှာအမေရိကန်က Defense Advanced Research Project Agency DARPA ကိုတည်ထောင်ခဲ့ပါတယ် အင်တာနက်ရဲ့အစောဆုံးပုံစံဖြစ်တဲ့ upnet ကိုစတင်ဖို့ခြေလှမ်းအစပါပဲ DARPA ကလုပ်ပြီးသား research တွေနှစ်ခါလုတာမျိုးမဖြစ်အောင်အချက်လက်ထပ်နေတာမျိုးမဖြစ်အောင် ID လို့ပြောရမယ်ဆိုရင်တော့ duplicate မဖြစ်အောင်ပေါ့ဗျာ computer ချိတ်ဆက်မှုစနစ် network တစ်ခုကိုလုံဆောင်ဖို့စီမံကိန်းချခဲ့ပါတယ်ဒီ network က upnet လို့အပြည့်တွင်လာခဲ့ပါတယ် upnet ကို1969ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီးဒါဟာကွန်ပျူတာတွေကိုကိုယ့်ရဲ့တစ်ခုအနေနဲ့ချိတ်ဆက်ပြီးအချက်လက်တွေကိုဖလှယ်နိုင်ဖို့ရည်ရွယ်ခဲ့တာပါပဲ အဲ့ဒီအချိန်မှာကွန်ပျူတာလေးလုံးကိုချိတ်ဆက်ခဲ့ပြီးဒါဟာအင်တာနက်ရဲ့ပထမဆုံးခြေလှမ်းလို့တောင်ပြောလို့ရပါတယ်ကွန်ပျူတာတွေချိတ်ဆက်မှုမှာဆိုရင်အခန်းထဲမှာထည့်ထားတဲ့ main frame ကွန်ပျူတာကြီးကနေအချက်အလက်တွေကိုထုတ်ယူသုံးစွဲဖို့ကွန်ပျူတာအသေးတစ်လုံးနဲ့အရင်ဆုံးချိတ်ဆက်လိုက်ပါတယ်အဲ့ဒီကွန်ပျူတာက interface message processor IMP အနေနဲ့ network လုံးဆောင်မှုတွေကိုထိန်းချုပ်ပေးပါတယ်အခြားကွန်ပျူတာတွေကသူကနေတဆင့် main frame ကွန်ပျူတာကြီးတွေက data တွေအချက်အလက်တွေကိုထုတ်ယူသုံးစွဲနိုင်ရတာပါ mainframe ကွန်ပျူတာကြီးကတော့ဖိုင်တွေတုံးပြီးရာပရိုဂရမ်တွေရှိတဲ့အဓိကအလုံးကြီးဖြစ်ပါတယ်။ AppNet နဲ့အတူနောက်ထပ်အခြေခံသဘောတရား၃ခုတို့အပြိုင်ပပောက်လာခဲ့ပါတယ်။အဲ့ဒါတွေကတော့ American INDA American RAND Corporation ရဲ့စစ်ဘက်သုံးဆိုင်ရာချိတ်ဆက်မှု Military Network အင်္ဂလန်နိုင်ငံ National Physical Laboratory NVL ရဲ့ Commercial Network ပြည်ထောင်နိုင်ငံရဲ့ Scientific Network တို့ပဲဖြစ်ပါတယ်။ အာဗနက်နဲ့ကျွန်တော်ပြောခဲ့တဲ့ network တွေနဲ့ချိတ်ဆက်မှုကအခုကျွန်တော်တို့လက်ရှိသုံးနေတဲ့ internet ရဲ့ foundation ပဲဖြစ်ပါတယ်။ RAN Corporation ရဲ့ military network RAN Corporation က1950နဲ့1960ခုနှစ်တွေမှာ American စစ်ဘက်ဆိုင်ရာကိစ္စတွေအတွက်သုတေသနလုပ်ခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အကယ်၍ Atomic War အနုမြူစစ်ပွဲဖြစ်လာရင်စစ်တွေရေးစနစ်တွေပျက်စီးမှာကိုကာကွယ်ဖို့ RAN Corporation ကနီလန်းရှာခဲ့ပါတယ်။1964မှာ RAN ရဲ့သူတွေသည် Paul Brand က Distributed Communication Network ဆိုတဲ့အယူအဆကိုတင်ပြခဲ့ပါတယ်။ဒီအယူအဆမှာဆက်သွယ်ကွန်အက်ကိုဗဟိုမထားပဲ centralize ဖြစ်အခြားကွန်ရက်တွေကနေတဆင့်ချိတ်ဆက်ပြီးတော့တနည်းအားမှာပြတ်သွားရင်တောင်ကျန်တဲ့လမ်းကြောင်းတွေကနေတဆင့်ဆက်သွယ်နိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒီကွန်ရက်ကို packet switching လို့ခေါ်တဲ့ data ကိုအစိပ်ပိုင်းလေးတွေခွဲပြီးပို့တဲ့နည်းပညာကိုပဲအခြေခံခဲ့ပါတယ် RAN Corporation ရဲ့ Military Network Theory က UpNet အတွက်အရေးပါတဲ့အခြေခံတည်ထွင်မှုဖြစ်ခဲ့ပါတယ် Packet Switching Technology by NPL အမေရိကန်က AppNet မှာကွန်ပျူတာတွေချိတ်ဆက်ပြီးဖိုင်တွေပို့ဖို့ကူးဖို့အားခဲနေချိန်မှာပဲအင်္ဂလန်နိုင်ငံ National Physical Laboratory NVL ကနှီးပညာရှင် Donald David က packet switching နှီးပညာကိုရှာဖွေနိုင်ခဲ့ပါတယ်။ဒါကလည်း internet အစပြုဖို့အတွက်အကြီးဆုံးနဲ့အခြေခံအကျဆုံးတည်ထွင်မှုတွေကတစ်ခုပါပဲ။ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပြီးဖိုင်တွေသတင်းအချက်အလက်တွေပို့ဖို့တဲ့အခါအချက်အလက်ကြံခဲ့တာတွေ ြက်တောက်တာတွေဖြစ်ပေါ်လာတာနဲ့လိုင်းကျက်ပြီးကြံ့ကြာတာတွေဖြစ်ပေါ်လာခဲ့ကြပါတယ်။ဒါ့အပြင်ဖိုင်တစ်ခုပို့ရင်လိုင်းပြက်တောက်တာချိန်ဆမှုပြက်တောက်သွားတဲ့အချိန်မျိုးမှာအဲ့ဒီဖိုင်ကိုအစအနေပြန်ပို့ရတဲ့အတွက်အချိန်တွေလည်းပို့ပြီးကြံ့ကြာနေပါတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက် package ဆွေးကြည့်နည်းပညာကို ဖန်တီးခဲ့တာပါ။ပက်ကတ်ဆွေးကျင်းကဘလို့လုံးလုံးတလဲဆိုရင်ပို့လိုက်တဲ့ data ကို အပိုင်းပိုင်းခွဲပြီးတော့လက်ခံသူစီရောက်မှဖိုင်ချက်လက်တွေကိုပြန်ပေါင်းစည်းပြီးတဲ့သဘောမျိုးပါပဲဒီနည်းပညာက data တွေကိုအပိုင်းသေးသေးလေးတွေ ပက်ကက်အဖြစ်ခွဲပြီးချိတ်ဆက်ထားတဲ့ကွင်ရက်ကနေတစင်ပို့လွတ်တာနောက်ဆုံးမှပြန်လည်ပေါင်းစည်းပေးတာပါဒီနည်းကဒေတာပို့တဲ့နီလန်းကိုပုံမှန်မြန်ဆန်ထိရောက်စေခဲ့ပြီး AppNet ရဲ့အဓိက နီလန်းတစ်ခု ဖြစ်စေခဲ့ပါတယ် Donald David လိုမျိုးပဲ American Rand Corporation မှာလှုပ်လုံနေတဲ့ Paul Barron ဆိုတဲ့ engineer တယောက်ကလည်းပက်ကက်ဆွေးကြည့်နည်းပညာကိုစတင်ခဲ့ပြန်ပါတယ် Barron ကဒီနည်းပညာကိုအစပိုင်းမှာစစ်ဘက်ဆိုင်ရာဆက်သွယ်ရေးအတွက်အသုံးပြုဖို့ရည်ရွယ်ခဲ့ပေမဲ့ သုရေသနပညာရှင်တွေအတွက်စာရန်တွေဖိုင်တွေပို့ဖို့အသုံးပြုနိုင်အောင်လည်းအခွင့်ပြုပေးခဲ့ပါတယ်။ပက်ကက်ဆွေးချင်းကိုပို့ပြီးနားလည်အောင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကမင်္ဂလာပါနေကောင်းလားဆိုပြီးစာတစောင်ပို့မယ်ဆိုပါစို့။အဲ့ဒီမင်္ဂလာပါဆိုတဲ့စကားလုံးလေးကကွန်ပျူတာဘာသာစကား01001001စသဖြင့်အဲ့လိုမျိုးအဖြစ်ပြောင်းသွားခဲ့ပါတယ်။အဲ့ဒါကိုမှအပိုင်းတွေပက်ကက်ဖြစ်ပြန်ခွဲလိုက်တာပါ။ပက်ကက်1မှာမင်းပက်ကက်2ကဂလား ပက်ကက်3ကပါအဲ့လိုမျိုးအပိုင်းပိုင်းတွေခွဲပြီးတော့လက်ခံနေသူစီရောက်အောင်ပို့ပေးတဲ့စနစ်မျိုးဖြစ်ပါတယ်ပြီးမှလက်ခံနေသူစီရောက်ခံမှာအကုန်လုံးပြန်ပေါင်းပေးလိုက်ပြီးတော့မင်္ဂလာပါဆိုတဲ့စကလုံးတစ်လုံးထွက်လာပြီးအောင်လုပ်ပြီးတာပါဒါကတော့မြင်တာအောင်ရှင်းပြပေးတာပါဒါကတော့ app net ရဲ့အဓိကနည်းပညာတစ်ခုဖြစ်တဲ့ပက်ကက်ဆွတ်ခြင်းအကြောင်းမှာဒီလိုနဲ့ app net မှာနည်းပညာတွေစုံလာပြီး internet ရဲ့ပထမဆုံးခြေလှမ်းဖြစ်လာခဲ့ပါတယ်ပြည်ထောင်နိုင်ငံရဲ့ scientific network securities အင်တာနက်ဖြစ်ပေါ်လာဖို့အခြေခံကွင်းရက်တွေထဲမှာပြည်သင့်နိုင်ငံရဲ့ scientific network ဖြစ်တဲ့ Cyclades ဟာအရေးပါတဲ့ milestone ဖြစ်ခဲ့တာမို့ကျွန်တော်ဒီ podcast မှာထည့်သွင်းပြောပြပါရစေ Cyclades ကိုပြည်သင့်သုတေသနအဖွဲ့အစည်း IRIA ကဥဆောင်ဖန်တီးခဲ့တာပါ Cyclades network ဟာအင်တာနက်ရဲ့အစောပိုင်းဖွံ့ဖြိုးမှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ် Cyclades ဟာလည်းပထမဆုံး network တွေထဲကတစ်ခုဖြစ်ပြီး ဘက်ကဆိုရှင် data ကိုအစိပ်ပိုင်းလေးတွေခွဲပြီးပို့တဲ့နည်းပညာကိုပဲစမ်းသပ်အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာ AppNet နဲ့မတူတာက network က data ပို့တာမဟုတ်ပဲချိတ်ဆက်ထားတဲ့ computer host တွေက data တွေကိုပို့ပေးတာပါ။ဒီနည်းပညာကနောက်ပိုင်းမှာ internet ရဲ့ end-to-end principle ရဲ့အခြေခံဖြစ်လာခဲ့ပါတယ်။1983ခုနှစ်မှာ Cyclades ကိုစတင်စမ်းသပ်ခဲ့ပြီး computer သုံးလုံးနဲ့ packet switching တစ်ခုကိုအသုံးပြုခဲ့ပါတယ်။ ဒီ network ကတဖြည်းဖြည်းနဲ့ဥရောပတွေကတခြားနေရာတွေဥပမာအင်္ဂလန်နိုင်ငံလန်ဒန်က NBL အမေရိကန်က AppNet စသဖြင့်လည်းလည်းချိတ်ဆက်နိုင်ခဲ့ပါတယ်။ Cyclades ရဲ့ project က Datagram data အစိပ်ပိုင်းလေးတွေကိုအသုံးပြုပြီးတော့ရုပ်ရှင်နဲ့ကွန်ရက်ဒီဇိုင်းကိုပြသခဲ့တာကြောင့်နောက်ပိုင်း TCP ဒါမို့ IP စတဲ့ internet ရဲ့အဓိက protocol တွေဖြစ်ကို ဖြစ်ပေါ်လာဖို့အခြေခံသဘောတရားအဖြစ်လည်းသတ်မှတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ American, England, ပြင်သစ် ဒီလိုမျိုးနိုင်ငံတနိုင်ငံစီက network အချင်းချင်းချိတ်ဆက်နိုင်လာခဲ့ပြီးတော့ internet ဆိုတာကြီးကဖြစ်ပေါ်လာခဲ့တာပါဒီလိုတနိုင်ငံနဲ့တနိုင်ငံတနေရာနဲ့တနေရာမတူညီတဲ့ network တွေကနေ data ပို့လွှတ်ကြရမှာတူညီတဲ့စံတခုသတ်မှတ်ဖို့လိုအပ်လာပါတယ်အဲ့ဒီအချိန်မှာ TCP ဒါမှမဟုတ် IP TCP ကတော့ transmission transmission control protocol IP ကတော့ internet protocol စတာတွေပေါက်ပေါက်လာခဲ့ပါတော့တယ် TCP or IP ဒီလိုနဲ့ကွန်ပျူတာတွေချိတ်ဆက်ဖို့အတွက် network working group က network control protocol ဆိုတဲ့ ncp ကိုတီထွင်လိုက်ပါတယ်အဲ့ဒီနောက်မှာ ncp ncp ထက်ပိုပြီးထိရောက်တဲ့ transmission control protocol tcp ကို develop လုပ်နိုင်ခဲ့ပြီးတော့ ncp အစားအသုံးပြုခဲ့ပါတယ် tcp control tcp protocol ကကွန်ပျူတာတွေကြားမှာ data တွေပို့လွှတ်ပြီးလက်ခံနိုင်တဲ့စံနည်းပညာတစ်ခု ဖြစ်ခဲ့ပါတယ်1983ခုနှစ်မှာ tcp or ip ကို ် AppNet မှာတရားဝင်စတင်အသုံးပြုခဲ့ပါပဲ AppNet မှာတရားဝင်စတင်အသုံးပြုခဲ့ပြီးတော့ဒါကအင်တာနက်ရဲ့ခေတ်စ်ကိုစတင်ခဲ့တဲ့အချိန်လို့သတ်မှတ်လို့ရပါတယ် TCP ရော IP မှာအဓိကအစိပ်ပိုင်းနှစ်ခုပါဝင်ပါတယ် TCP က data တွေကိုအပိုင်းသေးသေးလေးတွေပက်ကက်အဖြစ်ခွဲပြီးတော့အဲ့ဒီအပိုင်းတွေကိုမှန်မှန်ကန်ကန်ပို့လွှတ်ပြီးလက်ခံတဲ့နေရာမှာပြန်ပောင်းပေးတဲ့အလုပ်ကိုလုပ်ပါတယ်ကျွန်တော်အပေါ်မှာလည်းပက်ကက်ဘလို့ခွဲတယ်ဆိုတာလည်းပြပြခဲ့ပါတယ် ဥပမာကျွန်တော်တို့ကစားတဆောင်ကိုအပိုင်းလေးတွေခွဲပြီးတယောက်စီပို့တယ်ဆိုပါစို့ TCP ကအဲ့ဒီအပိုင်းလေးတွေမှန်ကန်တဲ့အစီအစဉ်နဲ့အကုန်လုံးရောက်အောင်စီစဉ်ပေးတာပဲဖြစ်ပါတယ်။တခုခုပြောက်သွားရင်လည်းပြန်ပို့ဖို့တောင်းဆိုပါတယ်။ IP ကတော့ data တွေကိုဘယ်နေရာကိုပို့ရမလဲဆိုတဲ့လိပ်စာသတ်မှတ်ပေးပါတယ်။ကျွန်တော်တို့ရဲ့ကွန်ပျူတာတိုင်းမှာသူ့ရဲ့တီးတဲ့ IP address IP လိပ်စာဥပမာ192.168.1.1လိုမျိုး IP address တွေရှိပါတယ်။ စာပို့တဲ့အခါစာအိတ်ပေါ်မှာလိပ်စာရေးပြီးပို့တယ်လို့ပါပဲ IP က data တွေကိုမှန်ကန်တဲ့နေရာကိုပို့ဖို့လမ်းကြောင်းရှာပေးပါတယ် TCP or IP ဆိုတာအင်တာနက်မှာ data တွေအလုံးလုံးနိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်အင်တာနက်ဆိုတာကလည်းဒီလိုနည်းပညာတွေအများကြီးပေါင်းစည်းပြီးမှဖြစ်ပေါ်လာတာမလို့ကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုပဲတအူးတယောက်ထဲကတည်ထွင်တယ်လို့ပြောလို့မရတာပဲဖြစ်ပါတယ် AppNet ကိုအခြေခံတဲ့ဒီ network တွေမှာတက္ကသိုလ်တွေမှာစာတမ်းပြည့်စုံဖို့သုံးတာတွေ research တွေ ပညာရှင်တွေနဲ့စစ်ဘက်ဆိုင်ရာသတင်းပို့မှုတွေကိုအသုံးပြုခဲ့ရကနေအများပြည်သူအသုံးပြုလို့ရအောင်ပထမဆုံးဝန်ဆောင်မှုပေးတဲ့ commercial network စီးပွားဖြစ် network တွေကတော့ talents တခုဖြစ်ပါတယ်။ app net ကိုအခြေခံတဲ့ဒီ network တွေမှာတက္ကသိုလ်တွေမှာစာတမ်းပြုစုဖို့သုံးတာတွေ researcher တွေပညာရှင်တွေနဲ့စစ်ဘက်ဆိုင်ရာသတင်းပို့မှုတွေကနေပဲသုံးခဲ့ရကနေပြီးတော့အခုဆိုရင်အများပြည်သူအသုံးပြုလို့ရအောင်ပထမဆုံးဝန်ဆောင်မှုပေးခဲ့တဲ့ commercial network စီးပွားဖြစ် network ကတော့ telinet ပဲဖြစ်ပါတယ်1985ခုနှစ်မှာ telinet ဟာ appnet ရဲ့ကွန်ရက်နှီးပညာကိုအသုံးပြုပြီးတော့တာမန်သူတွေလည်း internet အသုံးပြုလို့ရအောင်လုပ်ပေးခဲ့တာပါ Telinet ရဲ့ဝန်ဆောင်မှုတွေကအဓိကအားဖြင့်တော့ကုမ္ပဏီတွေအဖွဲ့အစည်းတွေနဲ့အစိုးရအဖွဲ့တွေအတွက် data ဆက်သွယ်မှုကိုပံ့ပိုးပေးခဲ့တာပါပဲ DNS ဆိုတဲ့ DNS Domain Name System အစောပိုင်းကာလတွေမှာ network ချိတ်ဆက်ထားတဲ့ကွန်ပျူတာတွေကမများသေးတာကြောင့်သူတို့ရဲ့ IP address ကို ကနန်းတွေနဲ့ပဲမှတ်ထားခဲ့ကြတာပါကွန်ပျူတာတလုံးချင်းစီရဲ့နာမည်နဲ့ IP လိပ်စာကို host.thd ဆိုတဲ့ file ထဲမှာသိမ်းထားခဲ့ပါတယ်ဒီ file ကို Stanford Research Institute SRI ကထိမ့်သိမ်းပြီးတော့နှက်ဝရဲကိုကွန်ပျူတာတိုးလာတိုင်းဒီ file ကိုသွားသွားပြီး update လုပ်နေရပါတယ်တဖြည်းဖြည်း network ကကြီးလာတဲ့အခါမှာ update လုပ်ရတဲ့အချိန်တွေကပိုကြာနံပါတ်တွေကထက်လိပ်စာတွေကရောနေအဆင်မပြေတော့ပါဘူးဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် DNS ဆိုတဲ့ domain name system ပေါ်လာခဲ့ပါတယ် အလွယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာဖုန်းနံပါတ်ကိုနာမည်နဲ့ကွန်ထက်မှတ်တယ်လို့ပါပဲနံပါတ်ရိုက်ထည့်ခေါ်တာပဲမဟုတ်ဘဲနဲ့နာမည်နဲ့မှဲ့ပြီးခေါ်ရတာပါ IP address ကနန်းတွေနဲ့မဟုတ်ဘဲနဲ့လူတွေမှတ်ရလွယ်ခေါ်ရလွယ်အောင်ဘာညာဘာညာ .com အဲ့လိုမျိုးလေးဖြစ်သွားခဲ့တာပါ1984ခုနှစ်မှာပထမဆုံး DNS ဆာဗာတွေကိုစတင်တက်ဆင်ခဲ့ပြီးတော့1989ခုနှစ်မှာတော့အပြည့်အဝလေပတ်နိုင်တဲ့စနစ်ဖြစ်လာခဲ့ပါတယ်ဒီအချိန်မှာ top level domain TLDS တွေဖြစ်တဲ့ www.dogon.org.edu.gov စတဲ့ domain တွေကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ www.www 1990ခုနှစ်မှာတော့ Tim Berners-Lee ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်က www www ကိုစတင်တည်ထွင်ခဲ့ပါတယ်။ဒါကအင်တာနက်ကို လူထုအတွက်ပုံမလွယ်ကူစွာအသုံးပြုနိုင်တဲ့ပုံစံဖြစ်လာခဲ့ပါတယ်။ Tim က HTML, Hypertext Markup Language, HTTP, Hypertext Transfer Protocol နဲ့ URL Uniform Research Locator ဆိုတဲ့အခြေခံနည်းပညာတွေကို ဖန်တီးခဲ့ပါတယ်1997မှာတော့ပထမဆုံး website ကိုစတင်မိတ်ဆက်ခဲ့ပါတယ် www ကဘယ်လိုလုပ်လုပ်တယ်လဲဆိုရင် HTML က website စာမျက်နှာတွေကိုဖန်တီးတယ် HTTP ကဒီဆံမျက်နှာတွေကိုအင်တာနက်ပေါ်မှာပို့လွှင့်ပေးတယ်။ URL က website တစ်ခုချင်းစီရဲ့လိပ်စာသတ်မှတ်ပေးတယ်။ web browser တွေဖြစ်တဲ့ Chrome တို့ Firefox တို့ကဒီစနစ်ကို သုံးပြီး website စာမျက်နှာကိုတွေကိုပြပေးတာပဲဖြစ်ပါတယ်။ Wide Web နည်းပညာက internet ကိုလူတွေစီရောက်ဖို့အဓိကအချက်ဖြစ်ခဲ့ပါတယ်။1990နောက်ပိုင်းမှာ Mozis တို့ Netscape တို့လို browser တွေပေါ်လာခဲ့ပြီးတော့စာသားတွေတင်မဟုတ်ပဲပုံတွေ link တွေနဲ့ဆွဲဆောင်မှုရှိတဲ့အကြောင်းအရာတွေကိုပြသနိုင်ခဲ့ပါတယ်။1994 95မှာဆိုရင် Amazon တို့ eBay တို့လိုပလက်ဖောင်းတွေပေါ်လာခဲ့ပြီးတော့ ကြော်ညာတွေကို online ပေါ်ရောင်းချတာတွေဖြစ်လာပါတယ်။ Microsoft က Internet Explorer ကို Windows ထဲမှာထည့်သွင်းခဲ့တာကလည်း Internet ကိုလူတိုင်းနှီးပါးစီရောက်အောင်တွန်းအားပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Internet ဟာစီးပွားရေး၊ပညာရေး၊စက်တွေနဲ့နေစဉ်ဘဝမှာအသုံးပြုလာခဲ့ပြီးတော့ကမ္ဘာတဝန်ပြန့်နှံ့လာခဲ့ပါတယ်။ဆိုတော့ဒီလောက်ထိရှင်းပြပြီးပြီဆိုတော့ကျွန်တော်ပထမအဆုံးပြောခဲ့တဲ့ Internet ကဘယ်လိုဖြစ်လာတာလဲဆိုရင် Internet ဟာ AppNet လို့ခေါ်တဲ့ နက်ဝါကြီးတစ်ခုကနေပြီးတော့စတင်လက်ပတ်တယ်အဲ့ဒီကနေတစင်နိုင်ငံပေါင်းစုံကသူတို့ရဲ့မှနီးစနစ်တွေအကုန်လုံးကိုပေါင်းပြီးတော့စတင်လက်ပတ်တဲ့စနစ်ပဲပေါ့နော်နောက်ဆုံးကြမှာနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံနက်ဝါတစ်ခုချိတ်ပြီးတော့အင်တာနက်ဆိုတာဖြစ်လာတယ်ဒီလိုလိုလိုနဲ့အချိန်ကြာလာတဲ့အခါမှာပိုပြီးကောင်းမွန်တဲ့နီးစနစ်တွေပိုပြီးကောင်းမွန်တဲ့နီးပညာတွေကိုထုတ်ရင်းထုတ်ရင်းနဲ့ပဲယနေ့ယနေ့ယနေ့ယခုလိုမျိုးအင်တာနက်ကြီးကလူသုံးများပြီးတော့အသုံးဝင်တဲ့ platform အသုံးဝင်တဲ့ network ကြီးတစ်ခုဖြစ်လာခဲ့တာပါကဲ ဒါလို့ဆိုရင်အင်တာနက်ဘလို့ဖြစ်လာလဲဆိုတာနားလည်ကြမယ်လို့မျှော်လင့်ပါတယ်။နှိပညာပိုင်းဆိုင်ရာများစွာပေါင်းစပ်ထားတဲ့ကမ္ဘာအသုံးဝင်ဆုံးအကြောင်းအရာကြီးကိုပြောရတာဖြစ်လို့ကျွန်တော်ပြောတာလေးတွေကိုနှစ်ခေါက်လောက်ပြန်နားထောင်ပေးမယ်ဆိုရင်ပိုပြီးရှင်းလင်းသွားမယ်လို့အကြံပေးချင်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျွန်တော်တို့နောက်ထပ်ဘယ်အကြောင်းအရာတွေကိုဆက်ပြီးတော့လေ့လာကြပါသလဲနောက်ထပ်တက် weekly မှာပြောရမယ့်အကြောင်းအရာလေးတွေများအကြံပြုချင်တာများရှိရင် comment မှာမှတ်သားလို့ရပါတယ် နောက်ပြီးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးကြင်နာများရှိမယ်ဆိုရင် comment မှာရေးခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကြည်စိုးဝင်းပါ